အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက်14နှစ်ကြာဆေးရုံလှုံ့ဆော်ခဲ့ပြီးတဲ့နောက်အရှိတီမောနိုင်ငံဟာအော်တိုဝါ26ရက်မှာအာဆီယံရဲ့စက်တန်နိုင်ငံများအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။အရှိတီမောဝန်ကြီးချုပ်စာနာနာဂက်မာအိုကမလေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူမှာကျင်းပတဲ့အာဆီယံညီလာခံကို၎င်းလက်မှတ်ရေးထိုးပွဲအခမ်းအနားကို၎င်းအာဆီယံခေါင်းဆောင်တွေနဲ့အတူတက်ရောက်ခဲ့ပါတယ်။အဲနောက်အာဆီယံခေါင်းဆောင်တွေဟာလက်ချင်းချိန်ပြီးစုပေါင်းတပ်ပုံရိုက်ကူးခဲ့ပါတယ်။ ဒါဟာအိမ်မက်တကယ်ဖြစ်လာရင်သာမကဆွဲဆုံးဖြတ်ချက်မျောလင်းချက်တွေအမှတ်အသားပြုနေတဲ့ကျွန်တော်တို့ရဲ့ခရီးကိုအင်အားကောင်းတဲ့အတိမတ်ပြုမှုလည်းဖြစ်ပါတယ်လို့ကက်စမာအိုကပြောပါတယ်။ဒါဟာကျွန်တော်တို့ခရီးစဉ်ရဲ့နေကောင်းမဟုတ်ပါဘူး။ဒါဟာစိစုံမှုရှိတဲ့အခန်းကဏ္ဍသိရဲ့နေတန်းဖြစ်ပါတယ်လို့သူကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအရှိတီမောထတ်တိုးပါဝင်လာတာဟာ အာဆီယံမိသားစုကိုပြည်စုံသွားစေပါတယ်ကျွန်တော်တို့ရဲ့တူညီတဲ့ကံကြမ္မာနဲ့ဒေသရင်အမျိုးတော်ဆက်မှုရဲ့နှဆိုင်တဲ့အထိပယ်ကိုထန်လောင်းအတီးပြူပေးလိုက်တာဖြစ်ပါတယ်လို့ပြောကြခဲ့ပါတယ်အဲ့ဒီအတိုင်းဝိုင်းအတွင်းမှာတီမောရဲ့တူးတက်ဖြစ်ထုံးမှုနဲ့တီမောရဲ့မဟာဗျူဟာမြောက်ကိုဝိုင်းအုပ်ချုပ်ခွင့်တို့ဟာခိုင်မာတဲ့ထောက်ခံမှုအမြဲတမ်းထောက်ခံမှုတွေကိုရရှိပါလိမ့်မယ်လို့အန်ဝါကပြောကြခဲ့ပါတယ်ပေါ်တူဂီဘာသာနဲ့တီမောလက်စ်တေလို့လည်းခေါ်တဲ့အရှိတီမောဟာအာဆီယံဒေသမှာတက်တန်းအမှုဆောင်နိုင်ငံဖြစ်ပြီး 24နှစ်ကြာကျူးကျော်ခံရပြီးတဲ့နောက်2002ခုနှစ်မှာအင်ဒိုနီးရှားထံကနေလွတ်လည်ရခဲ့တာဖြစ်ပါတယ်။